အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့အမီတို့သွားတဲ့မြောက်ဆက်စုပုံမြင်ပဲဖြစ်ပါတယ်ရှင်။အိုးရှိရှိတုန်းကကျွန်းချွေမြိုင်ဆိုတဲ့တောအုပ်ကြီးထဲမှာမြောက်တွေအုပ်စုလိုက်နေထိုင်ကြတဲ့။အဲ့ဒီမြောက်အုပ်စုထဲမှာအရာရာကိုဆက်စုတတ်တဲ့မြောက်ညိုတကောင်လည်းရှိတယ်ကွယ်။မြောက်ညိုကိုတခြားမြောက်တွေကဆက်စုတတ်လို့မြောက်ဆက်စုလို့ခေါ်ကြတယ်။အဲ့ဒီအချိန်ခါတုန်းကမြောက်တွေရဲ့အမီတွေဟာဒီခင်မြောက်တွေထပ်ပိုးရှိကြတယ်ကွယ်။ဘလောက်ထိ များရှေ့တလဲဆိုရင် ပေ30လောက်တောင်ရှေ့တယ်ဆိုပဲမြောက်အုပ်စုဟာတည်တည်တဖူတွေကို ရှာဖွေစားတောက်ကြပါတယ်။ဒါကြောင့်ကျွန်းရွှေမြိုင်တော်ဟာသူတို့အတွက်ဘူမိနတ်တန်နေရာတစ်ခုပါပဲ။သူတို့နေတဲ့တောအုပ်ဟာမြေကြီးဒစင်းနဲ့လည်းနီးတဲ့အဲ့ဒီမြေကထွက်ရှိတဲ့ရေသရဝါတွေကိုလည်းတောနေသရဝါတွေကတန်ဃာတွေလိုရှာဖွေစားတောက်ကြပါတယ်။တောအုပ်ကြီးထဲမှာရှိတဲ့ဝဝန်ကြီးတွေဟာငါးဖန်းတော်ကြတဲ့သူတို့ဖန်းရင်ငါးတ တွေအများကြီးရတတ်ကြတယ်ကွမြောက်ဆက်စုဟာငားတွေလိုက်ဖမ်းပေမဲ့ငားတွေဟာရေထဲမှာလိမ့်မြက်စွာကူးခတ်နေတာကြောင့်ငားတကောင်မှမရဘူးတဲ့ဘုံဝင်ကြီးတွေကငားတွေဖမ်းယူစားတော့တာကိုမြင်မိတဲ့မြောက်ဆက်စုက ဝဝွန်ကြီးတွေကငါးတွေကိုဖမ်းယူစားတောင်းနေတာဟာမင်းရရှိရင်နဲ့ပါလားငါရဲ့အရာသားဟာတော်တော်ကောင်းပဲပုံပဲငါလည်းဝဝွန်ကြီးလိုပဲငါးတွေစားကျင်လိုက်တာလို့ပြောဆိုကငါးတွေကိုစားကျင်စေပြင်းပြနေတဲ့ကွယ်အဲ့ဒီနောက်မှာတော့မြောက်ဆဆူကငါးတွေဖမ်းမရတဲ့အကြောင်းကိုဝဝွန်ကြီးတကောင်ကိုမေးကြည့်ရမယ်ဖမ်းဖို့ဖမ်းနေတော့သိရမယ်ဒါနဲ့မြောက်ဆဆူဟာဝဝွန်ကြီးတကောင်နေထိုင်တဲ့နေရာကိုသွားပြီးမေးတဲ့အိုးအဆ ွေဝဝွန်ကြီးတင်ဟာငားတွေကိုဖမ်းတဲ့နေရာမှာအလွန်တော်တာကျွန်တော်သိပါတယ်ငားတွေကိုဘယ်လိုဖမ်းရတယ်ဆိုတာကိုတဆိတ်လောက်ကျေစုပြုပြီး ပြောပြပါလားလို့ပြောတဲ့အခါဝဝွန်ကြီးကမြောင်လေးရဲ့ဘာခတ်တာမလို့ကလွယ်ပါတယ်ညက်မှောင်တဲ့အချိန်မှာမျက်စိကိုသွားပြီးမင်းရဲ့ရှေ့လျားတဲ့အမီးကိုရှေ့ထဲမှာစိတ်ထားလိုက်ရုံပဲမင်းရဲ့အမီးကိုငားတွေလာကြိုက်တဲ့အခါမင်းကအမီးကိုအသာသိမ့်ပြီးငားတွေကိုဖမ်းဆလိုက်ရုံပဲပေါ့ ။ယောက်ဆဆူကဒီလိုဆိုတော့လဲလဲသားပဲ။ဒါဆိုကျွန်တော်ချက်ချင်းပဲလှုပ်တော့မယ်နော်။အခုလိုတင်ပြပေးတာကိုကျေးဇူးတင်ပါတယ်ဝတ်ဝန်ကြီးရဲ့။ဒီလိုနဲ့မြောက်ဆဆူဟာနီလာကိုတီးသွားတာကြောင့်ဝမ်းသာအားရနဲ့ပြန်လာခဲ့တာပေါ့ ပြီးတော့ညမိုးချုပ်အောင်တီးခန့်ပြီးစောင့်မျှော်နေရှာတဲ့သူ့အတွေ့ထဲမှာလည်းမြန်မြန်မှောင်မှစေကံကောင်းထောင်းမှလို့ငါးတွေရပါစေရရှိလာတဲ့ငါးတွေကိုအဝအပြဲစပစ်လိုက်မယ်ပေါ့တဖြည်းဖြည်းမှောင်ရည်တန်းလာပြီးအမှောင်တွေပိတ်ဖုံးလာတာပေါ့ကွယ်အဲ့ဒီအချိန်မှာမြောက်ဆက်စုဟာငားစားကျင်တဲ့စိမ့်နဲ့မြစ်စိစီကိုထွက်ခါလာခဲ့ပါတယ်။အဲ့ဒီညကခါလိုင်းညတွေနဲ့မတူပဲအေးအေးတက်ကပိုကင်းနေပါတဲ့။ ရှင်းလိုင်းကလေးတွေတက်ဖြက်ဖြက်ပုတ်ခတ်နေတဲ့မျက်နှာဘေးမှာကြောက်ဆောင်လေးတစ်ခုကို တွေးလိုက်ရတယ်။မြဆက်စုဟာကြောက်ဆောင်လေးကို တွေးလိုက်တော့သဘောကျသွားတယ်။ကြောက်ဆောင်ပေါ်မှာထိုင်ပြီးသူ့ရဲ့အမီးကို ရေထဲမှာတွေးလောင်းချထားလိုက်တဲ့ရေတွေကလည်းအိစိတ်နေပါလား။မြောက်ဆက်စုဟာမြင့်ရည်ရဲ့အေးဆေးမှုကြောင့်သွေးကြောထဲမှာကျဉ်ဆိုင်နေမိတဲ့ဒါပေမဲ့ငားရကျဉ်ဆိုင်နဲ့မြောက်ဆက်စုဟာဆက်ထိုင်နေခဲ့ပါတဲ့ အဲ့ဒီအချိန်မှာလေတွေတဖြည်းဖြည်းတိုက်ခတ်လာတာပို့ပြီးအေးချမ်းလာတာပေါ့မြောက်ဆက်စုကတော့အေးချမ်းတာကိုချိန်မိတ်ခံစားရင်တောက်ခံနေရှာတယ်အဆမတ်နေတာပေါ့ကွယ် ။အိုးငါးတွေငါအနားမှာစူဝေးလာကုန်ကြပြီ။စားစရာတော့အစင်သင်ရပြီပဲ။ရတာရှိတဲ့ငါးတွေကိုစားရတော့မယ်ကွာလို့တကောင်တည်းစဉ်းစားနေတော့သူ့အမီးဟာတစစ်စစ်နဲ့ပြင်းပြင်းထန်ထန်နားကျင်ကြိုက်ခဲလာတာပေါ့။ပြီးတော့ဘာမှမသိပဲလေးလံနေသလိုခံစားနေရပါတော့တယ်။အောင်မလီနားလိုက်တာ ငါတွေတော့ငါအမီးကိုဝိုင်းဆွဲနေကြပြီထင်ပါရဲ့လို့ဆိုကသူ့အမီးကို သူ့ပြက်ဆွဲယူဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့မြောက်ဆဆုရဲ့အမီးဟာလှုပ်ရှားလို့မရတော့အောင်ကိုနာကျင်မှုဝေဒနာကဆူဆူရွာရွာခံစားလာရပါတယ်။ဒီအချိန်မှာ မြေကန်းစက်ကားရေတွေဟာအေးဒဏ်ကြောင့်အေးခဲသွားပြီးရေခဲဖြစ်ကမြောက်ဆဆုရဲ့အမီးကိုညှက်ထားပါတော့တယ်။ ရောက်ဆဆုခမအစားကိုလောဘကြီးမိတာကြောင့်တူဦးနဲ့အော်ဟင်းရင်နာကျင်မှုကိုမျိုးတိတ်ကအမီးရှိကိုဆွဲတင်လိုက်ပါတယ်။ဒါပေမဲ့အမီးဟာရေခဲတုံးတွေကြားမှာညက်နေတာကြောင့်အပြည့်အစုံမပါလာတော့ပဲတင်မနေရတာတော့လောက်ကနေပြတ်ထွက်သွားပါတော့တယ်ကွ။ရောက်ဆဆုရဲ့အစာလောဘကြီးမှုကြောင့်သူ့အမီပြတ်သွားတာပေါ့အဲ့ဒီချိန်ကစပြီးမြောက်တွေဟာအမျိုးအစားမျိုးစုံရှိပေမဲ့မာဖန်းနဲ့မြောက်တွေရဲ့အမီဟာတူကြ ားတယ်လို့ပြောခဲ့ကြတယ်။ဟယ်ရီမြောင်အမျိုးသားရဲ့မျက်နှာနီယာချင်းကလည်းသူ့အမီးကိုဆွေးယူတုန်းကအားဆိုင်ရတဲ့အတွက်နေမြန်းနေတာလို့ဆိုကြပါတယ်။ပုံမြင်လေးကတော့ဒါပါပဲရှင်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်။